ဒီပင်လယ်ရေမြောက်တွေကြောင့်လူ900ယောက်အသက်ဆုံးရှုံးခဲ့ရတယ်။ပင်လယ်ကမ်းခြေဆိုတာကျွန်တော်တို့အားလုံးအတွက်စိတ်အပန်းဖြေစရာပျော်ရွှင်စရာတွေကိုသင်ဆောင်လာပေးတဲ့နေရာတစ်ခုပါ။ပြာလဲနေတဲ့ကောင်းကင်၊လှပတဲ့တောင်မြင်နဲ့ဒလိလေးတက်လာတဲ့လိုင်းတဘိုးတွေကြောင့်မှရေဆော့ကစားရတာလောက်ပျော်စရာကောင်းတာပါများရှိအောင်ပါလိမ့်။ဒါပေမဲ့အခုမြင်တွေ့နေရတဲ့မြင်ကွင်းလိုမျိုးကမ်းခြေတစ်ခုလုံးကိုရေမျိုးဖြူဖြူအထက်ထက်တွေဖုံးလွှမ်းနေတာကိုမြင်လိုက်ရရင်ရောသင်ပါလို့မလဲ။ပထမတစ်ချက်ကြည့်လိုက်ရင်တော့ဒါဟာအရန်ကိုပျော်စရာကောင်းတဲ့တဘာဝရဲ့ကစားကွင်းကြီးတစ်ခုလို့ထင်ရနိုင်ပါလိမ့်။ လေးရရောလူကြီးရရောဒီရေမြုပ်တီထဲမှာပျော်ရွှင်စွာဆောင်ကစားနေကြတာကိုလည်းတွေ့နိုင်ပါလိမ့်။ဒါပေမဲ့ဒီအဖြူရောင်ရေမြုပ်စုဝေးကြီးဟာအသက်ကိုနှုတ်ယူသွားနိုင်တဲ့တေမင်းတမန်ရဲ့ထောင်ချောက်တစ်ခုဖြစ်နေနိုင်တယ်ဆိုတာကိုသိသိပါသလား။သင်တော်အဲ့ဒီထဲကိုပျော်ပျော်ပါပါပြေးဝင်သွားမယ်ဆိုရင်ဒါဟာသင်ဘဝရဲ့နောက်ဆုံးပင်လယ်ကမ်းခြေခီးစဉ်ဖြစ်သွားနိုင်ပါလိမ့်။ဘာကြောင့်လဲ။ဒီရေမြုပ်တီကဘယ်ကလာတာလဲ။ဒီလောက်တောင်မှဘာတွေကအန္တရာယ်ရှိနေလို့လဲ။လူတွေတော်တော်များများထင်တာကဒါဟာလိုင်းပုတ်လို့ဖြစ်လာတဲ့တာမန်ပင်လယ်ရေမြုပ်တီလို့ပါပဲ။ ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒီထက်အများကြီးပိုပြီးတော့ကြောက်စရာကောင်းပါ ರೀ ဒီလိုပုံမှန်မဟုတ်တဲ့ရေမြုပ်ထလိုက်ကြီးတွေကအလွန်ပြင်းထန်တဲ့မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက်မှာအဓိကဖြစ်ပေါ်ရပါ ರೀ မုန်တိုင်းကပင်လယ်ရေအောက်မှာရှိတဲ့အရာတွေကိုမှွေနှောက်လိုက်တဲ့အခါမှာပင်လယ်ရေထဲမှာပျော်ဝင်နေတဲ့စားဓာတ်ရုပ်ပစ္စည်းတွေအပင်တွေငါးရီရဲ့အညစ်အကြေးတွေနဲ့အရေးကြီးဆုံးအချက်ဖြစ်တဲ့ရေညှိပင်အမြောက်အများဟာရေမြက်နေပြမပေါ်ရောက်လာပါ ರೀ အထူးသဖြင့် Hamfu Algae Bloom လို့ခေါ်တဲ့အန်ဒီယရှိတဲ့ရေညှိပင်တွေအစမတန်ပွားများပြီးတည်ဆုံသွားတဲ့အခါ သူရဲ့ဆဲလ်တွေကနေပြီးတော့အစိတ်အတော့တွေထွက်လာပါသည်အဲဒီယာရီအလုံးကလှိုင်းလုံးကြီးတွေနဲ့အတူဂန်းချီကိုရိုက်ခတ်လိုက်တဲ့အခါမှာခောက်တန်နဲ့ခလောက်တလို့ဖြစ်သွားပြီးအခုမြင်တွေ့နေရတဲ့အလွန်ကြီးမားတဲ့ရေမြုပ်တွေအဖြစ်ပြောင်းလဲသွားတော့ပါပြီဒီရေမြုပ်တွေတဲကိုဝင်လိုက်တာနဲ့အဲဒီနောက်မှာပုံကွယ်နေတဲ့အစိတ်အတော့တွေကအရေပြားကနေတဆင်စတင်တိုက်ခိုက်ပါသည်ဘူဆိုရကရေမြုပ်တီဟာလီထဲမှာလေအမှုံအမွားတွေအဖြစ်လွင့်နေနိုင်တာကြောင့်အသက်ရှူလမ်းကြောင်းလေးကိုအလွယ်တကူရောက်ရှိသွားနိုင်ပါလိမ့်။ဒီအစိတ်တောက်တွေရာအနီးတင်ဟာရုတ်တရက်ကောင်းမှုလာမင်း အမြအယုံနဲ့ဝေဝါလာမင်းကြွက်သားတွေအားနေလာပြီးနောက်ဆုံးမှာတော့ရုတ်တရက်သတိလစ်သွားနိုင်ပါ ರಿ ရေတိုင်လေးမှာတော့မှသတိလစ်သွားတာဟာယင်းနေ့တည်ဆုံးမှုအတွက်လုံလောက်တဲ့အခြေအနေတစ်ခုပါပဲ2020ခုနှစ်မေလမှာနယ်သာလန်နိုင်ငံကန်ချီတခုမှာခြေခွဲစရာဖြစ်ရတဲ့ခုဖြစ်ပွားခဲ့ပါ ರಿ အဲ့ဒီကမုံတိုင်းချဗီဇာဖြစ်တာကြောင့်ကန်ချီမှာပုံမှန်မဟုတ်တဲ့ရေမြုပ်ညွညစ်ညစ်တွေတမီတာလောက်အထိထူထပ်စွာဖုံးလွှဲနေခဲ့ပါ ರಿ အတွေ့အကြုံရဲ့ရေလွှာလိုင်းစီးသမား9ယောက်ဟာအခြေအနေကိုအထင်သေးပြီးပင်လယ်ထဲကိုဆင်းသွားခဲ့ကြပါ ರಿ ။ဒါပေမဲ့သူတို့အားလုံးဟာအဲ့ဒီထူထဲတဲ့ရေမြုပ်တွေရဲ့ထောင်ချောက်တွေထဲမှာပိတ်မိသွားခဲ့ကြတာပါ။ရေမြုပ်တွေကသူတို့ရဲ့အမြာယုံကိုကွေးသွားစေတယ်။ဘေဟာကကောင်းကင်ဘေဟာကပင်လယ်မှန်းမသိအောင်ဥတီချက်ပျောက်သွားစေခဲ့ပြီးအသက်ရှူရာခက်ခဲစေခဲ့ပါသည်။နောက်ဆုံးမှာတော့အဲ့ဒီအတွေ့အကြုံရင်ရေလွှာလိုင်းစီးသမား၅ယောက်လုံးဟာအသက်ဆုံးရှုံးခဲ့ရပါသည်။ကဲဆိုင်သမားတွေဟာဒါဟာရေမြုပ်တီထဲမှာသတိလစ်ပြီးတော့ရေနေသေးဆုံးခဲ့တာလို့အတည်ပြုပါရီ။ဒါဆိုရင်ကိုကိုကိုဘယ်လိုကာကွယ်ရမလဲ။ဒါကြောင့်မလို့ပင်လယ်ကမ်းခြေကိုနောက်တစ်ခေါက်သွားရတဲ့အခါမှာဒီအချက်တွေကိုသတိထားပါ။ ပုံမှန်မဟုတ်တဲ့ရေမြုပ်တွေကိုရှောင်ပါအထူးသဖြင့်မုန်တိုင်းကျပြီးတဲ့နောက်ဂန်းချီမှာထူးထူးခြားခြားထူထဲပြီးတော့အယောင်ညှင်းနေတဲ့ရေမြုပ်တွေကိုတွေ့ရင်လုံးဝအနာမကပ်ပါနဲ့ဘလောက်ပဲပြောစရာကောင်းတဲ့ပုံပေါက်နေပါစေဝေးဝေးကရှောင်တင်ပါလိဒုတိယတစ်ခုကတော့ဒေသဆိုင်ရာသတိပေးချက်တွေကိုနားထောင်ပါဂန်းချီမှာတင်ထားတဲ့အလံတွေသတိပေးဆိုင်ပုတ်တွေကိုအမြဲကြီးယူဆိုင်ပါအာနာပိုင်တွေကရေမကူးဖို့တားမြစ်ထားရင်လုံးဝမစင်ပါနဲ့နံပါတ်3အနံ့တွေကိုသတိထားပါဒီလိုအစိတ်ရှိတဲ့ရေမြုပ်တွေဟာတစ်ခါတည်းမှာ၅ဘုံနဲ့လိုမျိုးအနံ့စိုးတွေထွက်တတ်ပါလိ အနံတစ်ခုခုမူမမှန်ဘူးလို့ခံစားရရင်ချက်ချင်းကုန်းမော်ပြန်တက်ပါနံပါတ်၄ထီးတွေးမိရင်ချက်ချင်းစေးကြောပါကံမကောင်းစွာနဲ့အဲ့ဒီရေမြုပ်တွေနဲ့ထီးတွေးမိခဲ့ရင်ရေကြုံတဲ့တကူလုံးကိုအမြန်ဆုံးတန့်စင်စေးကြောပြဖို့လိုပါလိမ့်